မြန်မာနှောင်းဝချင်းနယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလာကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရည်သူမြူကိုလင်ကရေးသားထားတဲ့မော်ဆိုးဖိုးတင်တဲ့အလဲကျုံးရွာမှာကြာဆင်းတဲ့ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မော်ဆိုးကြီးဖိုးတင်က တပည့်တွေမျောနေကြပြီမဲ့လဲရွာကိုရောက်မလာသေးဘူးအမဲပြစ်ချင်းကမလုံးကြပဲရနာထားကြပြီးတော့ဆရာဖြစ်သူကိုစောက်ဆိုင်နေကြတယ်အဲ့ဒီချိန်မဲလုံးကကိစ္စတရက်ပေါ်လာတယ်တခြားမဟုတ်ဘူးဇနီးဖြစ်သူတင်းနေလိုက်ကမိဘတွေရှိရအလဲကျုံးရွာစီအလဲအပတ်သွားလို့ကြောင်းပြောလာတော့သူလဲအားလက်နေရနဲ့သွားဖို့စီစဉ်လိုက်ပါတယ်ရန်တော်နဲ့တာဝကိုပါအလဲခေါ်တော့တာဝကမလိုက်ချင်ပါကွာတရက်ကနှစ်ရက်ဆိုပြင်းလာမှာ အိမ်မှာပဲအေးစိတ်အနားယူတော့မှာကျွန်တော်ကတော့လမ်းမယ်ကိုမဲလုံးကိုဖို့တိလည်းမကြခင်ပြန်လာတော့မှာဆိုတော့အဲ့မှာအချိန်ဖြောရမယ်တာဝမလိုက်လို့ကြောင်းညင်းတဲ့အတွက်မဲလုံးတို့လည်းများနဲ့ရန်တော်လိုအပ်တာတွေယူပြီးတော့လေဒီစီငါးကအလဲကျုံရောက်ကိုထွက်လာခဲ့ကြတယ်အလဲကျုံဆိုတာကျုံညင်းတဲ့ကျုံဖြစ်ပြီးကြံဆိုင်ကြသလိုကိုင်းလုံငန်းလည်းလောက်ကင်ကြပြီးတော့စီဝါရဲ့အစဉ်ပြေတဲ့သူတွေများတဲ့ရွာတွေ့ရပဲဖြစ်ပါတယ်ရွာရဲ့အနောက်ဘက်အစ်တတော်မှာ တောင်းအောင်တွေကိုတွေ့ရတတ်တယ်လို့ကြက်ပင်တွေရှည်တဲ့ညွေကာလမှာတော့ကြက်ငင်းတွေကိုတောက်ကောင်တွေလာရောက်တတ်တာကြောင့်လူရမရတနက်တွေယူလာခဲ့ကြတယ်။ရစ်ပက်လဲဝိုင်းနေတာတောင်းအောင်တွေဘယ်လိုရောက်လာတာလဲကွစဉ်းစားလို့မရောက်ရေချချေအလွယ်တကူဖြတ်ကူးလို့ရတဲ့နေရာရှိတယ်လေကိုရဲ့နောက်ရဲ့တရိတ်ဆန်အသေးရအစာရှိရနေရာကိုရောက်လာတယ်လို့ပြောရမှာပေါ့ဘာသားကောင်တွေတွေ့ရတတ်လဲကိုမဲလုံးဂျီရိုတော့ဝက်လိုကောင်မျိုးတွေပေါ့ ရင်အောင်ရဲ့အမျိုးကိုမဲလွန်အပြက်ဖြစ်နေတယ်။မိကာလာမို့ကံမြမှာတောင်းနေထိုးနေပြီးတချို့နေရာက ရေလန်းချောင်းကျင်းကရေတိမ်နေတော့တောင်းကောင်တွေရောက်လာတတ်တယ်။ပေါ်များစွာရောက်လာခြင်းမျိုးတော့မဟုတ်ဘူး။တမိနဲ့တမဲရောက်လာတာကြောင့်တိတိလိုက်ရင်မိမတွေပျော်နေကြတယ်။ရင်အောင်ကလည်းလူနဲ့မဲကြောက်ဘူးနေတာမို့ဖော်ရည်စွာနဲ့ခေါ်ပြောနှုတ်ဆက်စကားဆိုတယ်။မဲလွန်ကရွာကန်သားလုပ်ပြီးကျန်တဲ့ကချက်တဲ့နေရာတွေစီရန်အောင်ကိုခေါ်သွားခဲ့လေတယ်။ ကားနေမှာငွေရောက်ခရက်မြေပဲတွေစိုက်ထားကြသလိုကျင်ကင်းပိုင်ရှင်တွေကလည်းကျန်တကာတွေချက်နေကြတာကိုတွေ့ရတယ်။ကျင်ရရောက်ဖို့ကျေလုံးကြီးတွေကိုနွားနဲ့လှဲ့ကြပြီးတော့ရမ်းလာတဲ့ကျင်ရီကိုဒေဟိုးကြီးမှထဲကမီးထိုးပြီးချက်ကြတယ်။လောင်စာကတော့အရေးထုတ်ထားတဲ့ကျန်ကုန်ကိုနေလက်မီးဒေဟိုးတည်ထားတော့ဖိုးပေါက်တွေလူတယောက်ကဇက်တိုင်မီးထိုးနေရတယ်။သုံးလေးနာရီမနာတဲ့မီးထိုးနေရတာ။ကျင်ရီကျက်လို့ဆေးပြောင်းချက်ရောက်တဲ့အခါမှာမိဘဘွားထုတ်လို့အိမ်လုံးမှထည့်ပြီး ရမကြီးနဲ့ခနမွေနောက်ကကျန်တကာခရီးတွေဖြစ်အောင်လူအိမ်အားနဲ့ဝိုင်းလို့ရလေတယ်။ကျန်တကာချက်တဲ့ဆိုတာအလွန်လက်ဝေပြင်းပန်းတဲ့အလုပ်။တယောက်တည်းလုံးလုံးမရတဲ့အလုပ်လည်းဖြစ်နေပြန်တယ်။ရန်အောင်ကကျန်တကာချက်တာကိုသွားကြည့်နေတယ်။မဲလုံးကတော့ငှက်အိတ်တန်းတွေကိုလိုက်ရှာနေတယ်။မဲလုံးဟိုဘိုင်းရဲ့ကျန်ငင်အဆက်နာတစ်ပြစ်မှာဂျုံးတွေအုပ်လိုက်အိတ်ကြတယ်ကွ။ငါလည်းပြစ်ဖို့အချိန်များလာနေမပြစ်ဖြစ်ဘူး။ နောက်ပြီးအဲ့ဒီညကသရေချောက်တယ်လို့ပြောကြလို့ကြောက်လို့မသွားတာလည်းပါတယ်။မဲလုံးငှက်အိတ်တန်ရှာနေတဲ့အကြောင်းပြောတော့ကြံဘိုးကလူကြီးတယောက်ပြောလာခဲ့တယ်။နေရအတိအကျလမ်းညွှန်ပေးလေဦးလေးရဲ့ပြစ်လို့ရလာရင်ဦးလေးတို့လည်းဟင်းစားပေးမယ်။တတိယမင်းဦးလေးဘိုင်းရင်တို့ကြံကြီးဆက်ကတစ်ပင်နှံကိုတိတယ်မဟုတ်လား။အဲ့ဒါဒီဟာဦးလေးတွေကိုလိုက်ပြပေးလိုက်။လမ်းညွှန်ပေးတဲ့လူကြီးကသူ့သားဖြစ်ဟန်တူတဲ့အသက်၁၂နှစ်ကျော် အသာမဲမဲကောင်လေးတယောက်ကိုလမ်းပြခါလိုက်တယ်။တာဒီဆိုတဲ့ကောင်လေးဥစားလမ်းပြရာနောက်ကိုသူတို့နှစ်ယောက်လိုက်သွားခဲ့ကြတယ်။ရဲနောင်ကကျင်နမျိုးကို ခွာစားပြီးလိုက်ပါလာခဲ့တယ်။ကောင်လေးကကျင်ကြီးကိုကျင်ကြီးကကနေရှောက်လို့တနဟိတ်ခဲ့ကြတဲ့အခါမှာတော့ကျင်ကြီးကြီးတခင်ပေးရတပေတန်းကိုညှို့ပြလိုက်တယ်။တပေအောက်ကိုရှောက်သွားပြီးတေချာကြည့်လိုက်တဲ့အခါငှက်ချင်းတွေစုပ်ပုံနေကြောင်တွေ့ရတယ်။ငှက်ကောင်၃လေးစင်မကအိတ်တဲ့နေရာဖြစ်ကြောင်သိလိုက်ရတယ်။ ညနေလာပြပိုးမဲလုံးနဲ့ရန်တော်အစီစီဆွဲလိုက်တယ်။ကိုမဲလုံးကျွန်တော်လေးကွာပြည့်မကြွအောင်တော့မီးထိုးပြလေးကျွန်တော်ပြည့်မယ်။ဂျိုးတွေဖြစ်ဖို့များတယ်။ရန်လာရင်တေချာကျွတ်ရနေအောင်ကြိုးပြီးအရင်နဲ့မြေးကြတာပေါ့။ကောင်းလေးဒီနေရာမှာငှက်အိတ်တာဘယ်သူမှလာမပြည့်ကြအောင်လား။ဟာဒီနေရာကတရေတအားချောက်တာဗျ။ဘယ်သူမှလာမပြည့်ကြအောင်။တရေချောက်တဲ့နေရာမျိုးကျန်နေတာကိုကိုမဲလုံးရဲ့ဘလို့လဲပြစ်မှတ်မှတ်လား။ ဘာလို့မပြစ်ရမှာလဲပြစ်ရမှာပေါ့တရေချုပ်လည်းပြစ်မယ်အလားလမ်းမှာကောင်လေးကိုရန်နောင်ကမေးကြည့်တော့ကြောက်လန့်ဟန်နဲ့ပြောလာတယ်သူတို့နှစ်ယောက်ကအကျမိုးကနေတဆင့်အိမ်ကိုပြန်လာခဲ့ကြတယ်ဦးလေးလေးဝရှိရင်ကျွန်တော်ခဏငါပြပါလားညာဘက်ငှက်အိတ်တောင်သွားပြစ်မလို့လေးဝရောလဆလုံးရောရှိရင်မောင်းမဲလို့ဒီနှစ်ယောက်လည်းခဏလဲလာတာငှက်ပြစ်ဖို့လုံနေကြပြန်ပြီတနက်ကန်ရအာမရလို့လေးဝကင်မလို့လား တင်းတင်းရာငါတို့ကရောက်တုံးရောက်ခိုင်းနေရဲ့မိဘတွေရော အသာဟင်ကြွေးချင်လို့ပါဟာချက်တွေငွေထတာမှအများကြီးတကားတော့အဖြစ်စရာတောင်းလဲပေးမှာပါကိုရဲ့နောင်ရဲ့တင်မန်းခံမနေပါနဲ့ဒီလိုတော့လဲဘယ်ဟုတ်ပါမလဲဟာခက်ခက်ခက်ခဲရှာပြစ်ပြီးစားရတာကပိုပြီးအရသာရှိတယ်သိပါတယ်တမင်ပြောနေတာမူဆိုးတွေကတားကောင်ကြီးလည်းပြစ်အငယ်ုပ်လည်းပြစ်အလုပ်ကိုမပေးကြအောင်တင်းတင်းလှန်ကရန်အောင်နဲ့မဲလုံးကိုပြောနေတယ်မဲလုံးက သူ့ရခမကြီးစီရလေးဘောက်ကိုတေးချိုးအချင်းတွေကိုစစ်ဆေးလို့အစံတော်ပစ်ခတ်ကြည့်နေတယ်။ညနေကျောင်းမှာတော့သူတို့နှစ်ယောက်ထမင်းမစားကြသေးပဲအိမ်ကနေထွက်လာခဲ့ကြတယ်။မဲလုံးကလေးကွက်နဲ့လက်စလုံးတွေပါတဲ့လွယ်အိတ်ကိုလွယ်ထားသလိုရန်အောင်ကတော့လက်နိုင်တံပြီးခါထိုးလို့ကြံမှုဘက်ကိုထွက်လာခဲ့ကြတယ်။မဲလုံးကတော့ရဲဆိုင်ကချက်ရဲ့နှလုံးကိုဝယ်လာခဲ့လိမ့်တယ်။ညနေကငှက်အတန်းပြတဲ့ကြံမှုဘက်ကိုထွက်လာခဲ့ကြတယ်။အရဲတောက်ပြီးမှပြည့်ရဲ့စီစဉ်ထားတာဆိုတော့ ကြံပိုးကကြံကုန်၆တွေလှမ်းထားတဲ့နေရာမှာထားလိုက်ကြလိမ့်တယ်။ဦးလေးတခွက်တက်ဗလားဝင်တော့ပါအောင်ဗျ။မတော့တာကြပြီကွ။မင်းတို့အမီးပေးရမယ်။ညနေဟာကွန်သွားပြစ်ထားတာ။လူကြီးကငါးလေးတွေကိုမကြီးသေးစိတ်နဲ့တောက်ဆန်းချက်ထားတဲ့ဟင်းတစ်ခွက်ကိုလာပေးတယ်။ငါးဟင်းကလက်လက်ဆက်ဆက်ဆိုတော့ကောက်လိုက်တာဗျ။ချိုးနေရပဲ။တကယ်ကောက်နေကိုမဲလုံး။စီပြင်းဟင်းစားရတဲ့အရသာရှိနေတယ်။ ကိုကြီးထိယူလို့ရတယ်နော်တတိလည်းညနေပိုင်းကျင်းကင်းနဲ့သွားပြစ်နေတယ်ကျင်းကင်းနဲ့ဘလို့ငှက်တွေပြစ်လို့ရတာလဲကိုမဲလုံးစာကောင်းကြီးလို့ခေါ်တဲ့စာကလေးတစ်မျိုးကိုရနောင်တို့ကအကောင်ရချီပြီးတော့မှကျင်းကင်းနဲ့မှအိတ်နေကြတာလေတို့ကနေလို့ပြောက်ချေကျင်းကင်းနဲ့ဆင်းတာအောင်ငိမ့်ဆောက်ပြီးပြစ်ကြတာရလေအတော်ရကြတယ်စကားတပြောပြောနဲ့တောက်စားရင်မှောင်ချေရောက်မှကောင်းလေးပြေအောင်လာခဲ့တယ်သူ့လွယ်အိတ်ထဲကနေငှက်တွေထုတ်ယူနေတော့ အကောင့်20ခန့်ရလာကြောင်တွေ့ရတယ်။မဲလုံးတို့ကိုငါးကောင်ပြီးတော့အမွှင်းတို့ရင်ခွဲစားစနေလူလို့မီးဖုတ်ပြီးအရင်နဲ့အမြင့်လောက်တော့ကြရင်နဲ့အရင်နှလုံးကုန်ချိန်မှာအတော်လေးကိုမှောင်နေပြီ။ကုလေးအချိန်ကောက်ရောက်နေပြီဗျ။ကျွန်တော်တို့ငှက်အိတ်တာသွားပြတ်တော့မယ်ဗျာ။မွေးပါကိမသတိထားကြ။တရေကိုလည်းသတိထားကြကွာ။တရေဆိုလည်းပြည့်ရတော့မှာပဲဦးလေးရဲ့။တစ်ခေါက်လာပြီးမှမထူးတော့ဘူး။နှစ်ယောက်သားလူကြီးကိုနှုတ်ဆက်လို့ ငါအိတ်တန်း800စီကိုထွက်လာခဲ့ကြတယ်။အတွေ့အကြုံရှိတဲ့သူတွေမှအကြောက်လက်မရှိ။ငါအိတ်တန်းပြစ်ချိန်ကိုလမ်းမရဲ့ရွေးပြစ်တာကပိုပြီးကောင်းတယ်။လာတာရဲ့ဆိုရင်လူရိပ်မြင်ပြီးတော့မှငှက်ကလန့်သွားတတ်တယ်။ရန်တော်ကအရှိရနေမြှထိုးသွားလေတော့တဖြည်းဖြည်းငါအိတ်တန်း800နဲ့နီးကပ်လာတဲ့အခါစကားမပြောကြတော့သလိုခြေတလုံးလုံးနဲ့ရှောက်လာပြီးလက်နဲ့တံမီးကိုအောက်စီစိုက်ထိုးထားလိုက်တယ်။မဲလုံးကတည့်ရဲ့အိမ်မှာဂဲတက်ကအစီအစစ်ပြုတ်လောက်ထားတယ် ရနောင်ကတစ်ပင်မှာမြူထိုးပြီးတော့ငှက်ကိုရှာကြည့်တော့တစ်ပင်ပေါ်မှာအိတ်နေတဲ့ဂျိုးငှက်တွေကိုတွေ့ရတယ်။ရနောင်ကမြူထိုးပြီးမဲလုံးကပြစ်တစ်ချက်ပြစ်ပြီးတာမြို့ကိုတခါငင်းပြီးဆက်ထိုးဆက်ပြစ်ရတယ်။မဲလုံးကလက်ကမှန်တာဆိုတော့ခေါင်းစာအိမ်နေရာတွေကိုသာရွေးပြစ်တော့ငှက်တွေကျလာခဲ့လိမ့်မယ်။ကျလာတဲ့ငှက်တွေကိုကောက်ပြီးဇက်တိုင်အပြင်တွေမှာရှာပြစ်သွားခဲ့တယ်။သူတို့မှာငှက်ဆယ်ကောင်လောက်ရနေပြီ။မဲလုံးပြစ်လိုက်လို့ကျသွားတဲ့ငှက်ကိုရန်အောင်ကကောက်လို့တော့ လက်သေးရှိကြီးနဲ့ရှိနေတဲ့လက်တစ်ဖက်ကငှက်ကိုဆွဲဥသွားတယ်။ဟာကိုမဲလုံးငှက်လက်မရမ်းတော့မအောင်နဲ့လေမဟုတ်ဘူးလက်ကြီးတစ်ဖက်ငှက်ကိုဆွဲဥသွားလို့မိထိုးသမားရန်တော်ကလက်ကိုမြစ်ပြီးမဲလုံးကဒရိမပြုတ်မိလိုက်မိထိုးလျှောက်ကွာသူများပြစ်ထားတဲ့ငှက်ကိုအချောင်လိုချင်းလို့ဘေးရမလဲဟာဟိုမဟိုမတိတ်ကြရောပေါ့ငှက်တခိုးရာကဲ့ကွာကဲ့ကွာ ရန်အောင်မိထိုးပြတဲ့နေရာကျန်ကြီးအဆက်မှာဇင်ပင်ဆုပ်ွားကြောက်လန့်စရာရုပ်တင်တဲ့တရေတခေါင်ကငှက်ကိုကိုက်စားနေတော့ဗစက်မှာသူ့ရဲ့ရဲနဲ့ရှင်းနေပါတော့တယ်။မဲလောကငှက်ကိုယူသွားရုံမကငှက်တွေကလည်းလက်ပြသွားပြီဆိုတော့သူတို့ဘက်စီကြောင်စီစီကြည့်နေတဲ့အကောင်ကြီးရဲ့မျက်နှာကိုလေးကွာနဲ့သုံးလေးချက်လောက်ဆက်ပြစ်လိုက်တဲ့အခါအောက်ခွေးနဲ့အတန်ကြီးနဲ့အော်ပြီးကျန်ကြီးအတွင်းထဲကိုဝင်ပြေးသွားခဲ့တယ်။ဒီမကောင်ဆိုးဝါလှုပ်တာနဲ့ငှက်တွေလက်မုံပြီ။ချက်သိန်းတော့ထရတယ်ဗျာ။ ပြန်ကြရအောင်။ငါမှမရှိတော့တာ။ပြန်ဦးမယ်ရှိတော့တာပေါ့ကွာ။မဲလုံးနဲ့ရန်တော်ကပြန်လဲကြတော့ကျန်နေအတွင်းလမ်းလျှောက်နေတဲ့အသက်ကြာရပြီ။မကြည်မချမ်းတက်ခေါက်တောင်ကိုကြားရတာကြောင့်မဲလုံးကလေးကွားနဲ့သုံးလေးချက်လောက်ထက်ဆဲပြစ်လိုက်တယ်။ဦးလေးအိတ်ကြပြီလားဗျ။ငါ့တွေယူထားလိုက်ပါဦး။အသက်ကြီးတက်တက်ကြာလို့မင်းတို့အတွက်စိုးရိမ်နေတာ။ဘလို့တွေဖြစ်ကြတာလဲ။တရေတကောင်ပါဗျာ။ ြက်ချတဲ့ငှက်ကိုလာကောက်စားနေလို့လေးဝါးနဲ့သုံးလေးချက်လောက်ဆက်ပြစ်ခဲ့တာကျင်းတဲ့ပုံတော့မရဟာလမ်းစရာကြီးပါလားကွာမင်းတို့မို့လို့မကြောက်မရွံ့ငှက်ကတော့မယူတော့ဘူးငှက်သာပြစ်လာတာရှိသေးတယ်ဒါဆိုလေရွာပြင်းတော့မယ်ဗျဦးလေးတို့လည်းသတိဝိရိယနဲ့အိတ်ကြတော်ကြရောက်လာနေဦးမယ်မင်းတို့လောက်တာနဲ့အိပ်ပျော်တော့မယ်မထင်ဘူးအတော်ဆိုးတဲ့ကောင်နေလူကြီးပြောတဲ့စကားကိုနှစ်ယောက်သားရီမောရင်းနဲ့ရွာဘက်ကိုလျှောက်လာခဲ့ကြတယ် ရွာအရက်ဆိုင်ပိတ်နေပြီမို့ဆန်ရှင်ကိုနှုတ်ပြီးတော့မှအရက်နှလုံးထွက်ဝဲပြီးအိမ်ရောက်တဲ့အခါဂျုံမွေးတွေကိုနှုတ်ခုတ်ထိပ်ပြီးကြောက်လို့အရက်နဲ့မြည်ပြီးထမင်းစားကြတယ်။အိမ်သားတွေကြောက်လန့်နေမှဆိုလို့သူတို့ကြုံလာခဲ့ရတာတွေကိုမပြောဘဲညင်နေလိုက်တယ်။ညနေမှအိယာဝင်ပြီးနောက်တရက်နေမြမသူတို့နှစ်ယောက်အိယာကနေနိုးလာခဲ့တယ်။တင်းတင်းလိုက်ပြည့်စည်ပြီးတဲ့ဂျိုးသားဟင်းနဲ့မင်းဆာစားနေတဲ့ချိန်လူတယောက်အိမ်ဝမ်းထဲကိုဝင်လာတယ်။မိုးစိုးနေရောက်နေတယ်ကြားလို့လာခဲ့တာ။ ဘာမှဖြစ်လို့လဲဗျဒီမနေ့လေးနိုင်လောက်ကျုံသွားအောင်ကြားဆဲသွားလို့အဲ့တော့တစ်ချက်ခုပြစ်ပေးဖို့လာပြောတာဟင်ဒီကျုံမှာကြားရှိတယ်ခမားဟာတေးကြရဲ့လားဗျတေးကြတယ်ဗျကျုံမျက်လုံးတွေကိုတက်အပ်မြင်လိုက်ရတာအချောင်းဆောင်တေးချာလေးပြောပြပါလားဘလို့ဖြစ်တာလဲနွားတွေလက်ပြီးရုံတဲ့တန်ပြေးတော့တန်တွေကြတော့ကျုံလည်းတခိုးကတ်တဲ့ထင်ပြီးဓာတ်တစ်ဖက်လက်နေတံမီတစ်ဖက်နဲ့တယောက်ကိုဆင်းကြည့်တာ ကြာကြီးတစ်ခေါက်ကကြုံနာဆွဲသွားတာလက်မီးမလိုက်ရတော့လို့အဝေးကနေပဲအော်နေရတာ။နေကြုံလာတဲ့ကြားများလားကိုမဲလုံး။ဒါပဲဖြစ်เสียရရှိတော့တယ်။ကြားတာတကယ်ရောက်နေလို့ကတော့တော်ရုံနေရရှိတော့မှာမဟုတ်ဘူး။ခွရတရားခိုးစရာနေရတဲ့အများသားလေ။ကြုံလဲမိုးဆိုးဖို့တီတောင်တော့ခုမလို့ပဲ။သူတပည့်တွေရောက်နေတယ်ကြားတာနဲ့တခါတည်းလိုက်လာခဲ့တာ။မဖြစ်ဘူးအမြန်လိုက်ရမယ်ကိုရဲ့နော်။ဒီကျွန်းကိုကြားရောက်နေတာကအလုံးအတွက်အန္တရာယ်ရှိနေပြီ။ မဲလုံးကသေးသေးလိုက်နဲ့ရောက်ခမတွေကိုအကျိုးအကြောင်းပြောပြပြီးတော့ရန်အောင်နဲ့အတူတူလာခေါ်တဲ့သူနဲ့တခါတည်းလိုက်ပါလာခဲ့တယ်။လမ်းမှာစကားပြောလိုက်ရင်နွားကြဆွဲခံရတဲ့ပတ်ရှင်ရဲ့အမိကဝန်းလံဖြစ်ကြောင်းသိရတယ်။ကျုပ်ရဲ့အနောက်ပိုင်းမှာနေထိုင်သူဖြစ်ပါတယ်။သူကမြေပဲနှုတ်ရဲ့တဲအတွင်းထဲမှာနေထိုင်နေသူအရင်ဦးဆုံးနွားကွာသွေးဆက်တွေကိုချီရခံလိုက်ကြတော့ချောင်းဆက်ပြီးကျူတော့တစ်ခုမှာမားစီကြီးကိုတွေ့ရတယ်။တဝဲတစ်ပြည့်စားထားပြီးပြီ။ ကြားစားထားတာတော့တေးကြတယ်လင့်ထိုးဆောင်ပြဖို့ကလည်းတစ်ကိမရှိတော့အခက်သာကြားအစာဝါလို့တနေရမှာအဲ့ဒီလောက်ပြီကွရှားကြမလားကိုမဲလုံးဟင်ကျူတိုးတွေကြံငင်းနေဒီလောက်များတာဘလို့ရှားကြမှာတော့နွားကိုကြားဆဲခင်ရတဲ့တည်းကြောင့်တခြားလူတွေလည်းရောက်လာခဲ့ကြတယ်လင့်ထိုးဖြစ်ဖို့မဖြစ်နိုင်တာမို့မဲလုံးကနွားကိုစားလိုက်ကြဖို့သာ ပြောပြီးနေရာကနေရန်တော်နဲ့ထွက်လာခဲ့ကြတယ်သူတို့နှစ်ယောက် ကြားခုန်နိုင်တဲ့ထင်းတဲ့နေရာတွေကိုအတန်ကြာလိုက်ရှာပြီးမဲ့ထူချောက်လာတဲ့အတွက်လက်လျှော့ပြီးအိမ်ကိုပြန်လာခဲ့တယ်။ဘာဆက်လုပ်ကြမလဲကိုမဲလုံး။ကျွန်တော်လည်းခမားလို့ပဲအကြံဉာဏ်မရှိဘူးဖြစ်နေတယ်။ရွာသားတွေကတော့ကြီးလက်စာစားပြစ်ကြတော့မှာပဲ။ရွာသားတွေကကြီးလက်စာစားပြစ်ကုန်တယ်။ကျုံးမှာကြားရောက်နေတယ်ဆိုတာကြောင့်တဲအတွင်းမှာနေတဲ့သူတွေကရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်။မဲလုံးနဲ့ရန်တော်ကမိုးလင်းတာနဲ့ကျုံးကိုပတ်လို့ကြားရှာထွက်ကြတယ်။ ကျွန်းကြီးမှာကြားရှာရတာကသူတို့အတွက်ပူခတ်နေတယ်။ကြားသုံးရက်ခန့်ညီပြီးမှပြန်ပြီးလှုပ်ရှားလာခဲ့တယ်။ရွာပြင်မဲ့စိတ်ချမ်းကစိတ်တကောင်ကိုဆွဲသွားခဲ့ပြန်ပြီ။ခြေရကောက်ပြီးလိုက်ကြတော့ချောင်းဆက်ကျူတော်တနေရာမှာအယိုးကသာတွေ့ရတာကြောင့်မဲလုံးနဲ့တာဝကြားကိုတနေကုန်တနေကန်လက်ရှာကြရပြန်နေ။ရွာစီပြန်လာရင်မျက်နှာမပြောင်းဝင်သလိုကြားရတဲ့စကားတွေကလည်းနားမခံတော့အောင်ရွာသားတွေရဲ့ဆောင်းမြပြောဆိုခြင်းကိုကြားလာခဲ့ရတယ်။ လူအနေရဲ့ပေးနိုင်တဲ့တားအောင်ကောင်မှပြတ်တက်တဲ့မဆိုးတွေပဲကွာကြောက်တော့တကယ်ချတာမဟုတ်ပဲနဲ့တနေရာမှာအဲ့နေကြတာပဲဖြစ်မယ်မဆိုးကိုကြားဆွဲသွားတော့မှကြော်မကောင်ကြားမကောင်ဖြစ်နေမယ်မဆိုးမိခံနေကြားလာတဲ့နေရာပုံးနေတဲ့နေရာတော့မသိတဲ့မဆိုးတွေယောက်သားတွေကသူတို့ကိုစောင်းမြပြောဆိုယူမက မကြည့်သလိုကြည်လာတယ်ရှက်လိုက်တာဗျာရွာတော်ပြေးကျင်လာပြီကိုမဲလုံးရာအေးတည်တင်းလာရဲ့အဖေနဲ့မိရလဲ ရသားတွေစီအပြောခံရကျွန်တော်မကြည့်ကြတော့။တင်းတင်းလိုက်လဲမျက်နှာမကောင်း။음။ကိုဘိုးတွေသာရှိဒီပြဿနာကိုဖြေရှင်းနိုင်တော့တယ်။ကိုကြီးသာရှိနေပြောစရာလုံးလို့လားဗျ။ရသားတွေကယခုကျုံးမှာတောင်းကျနေတဲ့เจ้าကိုနှစ်เจ้าလို့ပြောဆိုပြီးတော့ပူဇော်ပသနေကြပြီ။ကြားလဲဇက်တိုက်မဆွဲလိုက်နားဆဲလိုက်ဆစ်ဆဲလိုက်နဲ့အသာပေါင်းဆောင်စားနေတော့လူစားဖို့ပဲကြံတော့တယ်။တခုတော့မနက်မှာတော့ နောက်ပေါက်တကောင်ကြားဆွဲခရကြောင်ကြားရပြန်တော့နှစ်ယောက်သားလိုက်သွားကြည့်ရပြန်တယ်။ချီဟာခံရပြီးညှိုးငယ်တဲ့စိတ်မตาရတဲ့မျက်နှာနဲ့ပြန်လာခဲ့ကြတော့အိမ်တွင်းထဲဝင်လိုက်တဲ့ချိန်မင်းတို့ရွာရဲ့မျက်တာခံနေကြပြီလို့ကြားတယ်။ဟေး။ဟင်။ကိုတော်ကဘလို့ရောက်လာတာလဲ။လောင်မို့ရောက်နေရလား။မင်းတို့ရဲ့အခက်ခဲကိုဖြေရှင်းပေးဖို့ရောက်လာတာ။ငါ့ကိုမစော်ကားကြနဲ့။တာဝါရဲ့စကားတန်တဲ့တူ ိမ်ပေါ်ကနေလူတယောက်ဆင်းလာတယ်။တယောက်သားရုတ်တရက်စကားမစုံနိုင်ပဲဗစက်အဟောင်းသားမျက်လုံးအပြူသားနဲ့အဲ့ဒီလူကိုကြည့်နေမိတယ်။ကိုကြီးကိုကြီးရောက်လာပါလား။ကိုဘိုးတိမထင်တော့ဘူးဗျာ။ဘယ်တော့ကရောက်လာတာလဲ။ညာရောက်တာ။မင်းတို့အကြောင်းနဲ့တာဝပြောလို့ကြားပြီးပြီ။ချက်ချင်းလိုက်လာခြင်းပင်မဲ့ရွာမှာလှုပ်ဆရာလေးတွေရှိနေသေးလို့ခုနေမှပဲရောက်လာတာ။ကျွန်ုပ်ကအော်အော်နေတဲ့မဲလုံးနဲ့တာဝကိုကြည့်ပြီးပြောလိုက်တယ်။တာဝက နွားတကောင်ညာကြာဆွဲသွားတယ်ဆိုလို့သွားမယ်လေဘာလို့နေကြလဲမင်းတော့မဖြစ်ရှင်းနိုင်တာငါနဲ့ကိုကြီးရှင်းမင်းပဲတာဝရဲ့ကိုရည်သေးပြောတဲ့စကားအောင်နှစ်ယောက်သားစိတ်ဆိုးမနေအားချက်ချင်းပဲနွားတေပေါင်းရှိရာရှိကနေဥဆောင်လို့သွားခဲ့လိတယ်ကျွန်ုပ်ကကြာစားထားတဲ့နွားပေါက်လေးကိုအသေးချာကြည့်လို့ပဝင်းကျင်ကိုတေးသေးချာချာလိလအခဲခတ်နေမိတယ်တခြားကြာဆွဲခင်ရတဲ့တားကောင်တွေကိုထားခဲ့ရနေရာတွေစီကိုလည်းလိုက်ပြရင်နဲ့ပဝင်းကျင်ကိုအခဲခတ်ကြည့်နေမိတယ် မင်းတို့ဒီကျုံမှာကြားကိုတေချာရှာပေးပြီလားရှာပေးပြီကိုကြီးကြံငင်းတွေတော်မှာတောင်းလန့်ပြီးသွားပြီမြေကြီးရဲ့အခေါင်းတူးပြီးနေမှာပဲလွတ်တော့မယ်တနေ့ကဒေါသဖြစ်ပြီးပတ်ရှာနေကြတာကျွန်ုပ်ကသူတို့ရဲ့အဖြေတွေကိုကြားပြီးတော့မှသဘောကျစွာနဲ့ပြုံးလိုက်မိတယ်ကဲလိုအပ်တော့တွေယူကြကျွန်ုပ်တို့တခါတည်းကြားသွားရှာမယ်ဟိုတစ်ဖက်ကတောတန်းကိုကူးကြမယ်ကျွန်ုပ်ထင်တာမလွဲဘူးဆိုရင်တော့ကြားကဒီမှာခိုးနေတာမဟုတ်ဘူး အဲ့ဒီဘက်ကမှခုန်နေတာဗျာဘာကြောက်လဲကြာအဲ့ဒီဘက်ကခုန်နေပြီဒီဘက်ကကတားအောင်ကိုလာဆွဲတာလားကျွန်တော်တွေ့ကိုပြပြမယ်နော်ဒီအချိန်ကချောင်းမှရင်းနေနေတဲ့ချိန်ကြာကူးလာနိုင်တယ်သူဆွဲလာတဲ့မြားတားကောင်ကိုချောင်းပွေးကိုပဲဆွဲလာတာကြာတားကောင်ဆွဲတဲ့အချိန်ကလည်းရေးကြချင်းတွေမင်းတို့ကလည်းအတွေ့အကြုံရှိတုံးမုံဆိုးတွေဒီကျုံးမှာကြာရှိတနေနေသိရမယ်အခုနေရာတွေက ကြားခုဖို့ကောင်းတဲ့နေရာတွေမဟုတ်ဘူးဒီတော့တဖက်ကန်တော့ကိုမှန်းတာပဲဖြစ်နိုင်တယ်ကျွန်တော်တို့အဲ့လိုမတွေးနိုင်မိဘူးအတွေ့အကြုံကစကားပြောတော့တာပဲကွာကဲမင်းတို့တကငါတံမိုးသိကြပြီလားငါမပါရင်မဖြစ်ဘူးဆိုတာကျွန်တော်လူ၃ယောက်စကားပြောနေတဲ့ချိန်ကျွန်တော်ကပိုလို့သေးချစေဖို့အဖက်မှအထက်ထက်စဉ်းစားနေတော့တဖက်ကမှကြောက်ခုနေတဲ့ဆိုတဲ့အဖြေသာရတယ်လိုအပ်တာတွေကိုယူဆောင်လို့လှည့်တစည်းရှာပြီးတဖက်ကန်းကိုကူးကြတယ် ကမ်းပေါ်အထက်စင်ပြူလို့ကောင်းမဲ့နေရာတချို့မှာကြားချီရကိုရှာပြန်တော့တောင်ပေါ်ကကန်းဆက်စီမကြကန်းနာအထက်စင်ပြူထားလို့မြေသားတွေကိုပုံပြနေတဲ့နေရာကိုတွေ့ရတာကြောင့်တော်ဆက်ကနေတော်ရင်သတိထားပြီးဝင်လာခဲ့ကြပါတယ်။ကြားတတဝါတို့ရညဘက်မှာအဓိကလှုပ်ရှားအဆရှောက်ဖွေပြီးနေဘက်မှာတော့တနေရာမှာအိတ်ဆက်နေတတ်တော့ဖို့တွေ့ဘွားကယာကိုင်းတော့နေတယ်။ကြားသွားလုံးကိုတေချာအောင်စစ်စစ်ကြည့်နေမိတယ်။တေချာတဲ့အခါ ကန်းဆက်ပြီးမင်းမိုးရဲ့တစ်ပင်ကြီးတစ်ပင်ပေါ်မှာလင်းစင်ထိုးလိုက်တယ်။ကြာတတဝါတွေကသူတို့နေစဉ်သွားလန်းကိုသာ အတိကထားပြီးသွားလာကြတာ။သွားလာတဲ့လမ်းကလည်းဆစ်ချရတာကြောင့်အုံပြုတ်ချေဖြစ်ဟတူပါရဲ့။လင်းထိုးမဲ့တစ်ဝါတွေကိုကြာသွားလန်းနဲ့အဝေးရခုတ်လို့လင်းစင်ထိုးလိုက်ကြတယ်။ကျွန်တို့လူစုလင်းစင်ပြီးတဲ့အခါမှာလင်းစင်ပေါ်မှာညီသက်စွာနဲ့ရှိနေကြတယ်။ကျွန်တို့ခံမှန်းသလိုပဲ။ကျမ်းမလာရင်ကျွန်တို့အရှက်ကွင်းမဲ့အရေးရှိနေတာမို့ဆစ်လို့ရှားနေမိတယ်။ အချင်းကညာဦးပိုင်းရောက်လာသလိုရေကျသွားခဲ့ပြီကျွန်ုပ်ကတနက်ကိုအသည့်ပြေလို့ညစ်သက်စွာနဲ့ရှိနေတယ်အဝေးစီကကြားရင်တန်ကြားလိုက်ရတယ်အချင်းတော်ကြာဆောင်းဆိုင်ပြီးတဲ့အခါမှာတော့လှုပ်ရှားတန်တဲတဲ့ကြားလိုက်ရတာကြောင့်မိထိုးသမားမဲလုံးကိုလက်ကုပ်လိုက်တဲ့အခါမဲလုံးကအတန်ကြားနေနေရစီကိုမိထိုးလိုက်တော့ကြားကြီးတကောင်ကမိအောင်လာရလက်စင်ပေါ်ကိုမောကြည့်နေတာကြောင့်ကျွန်ုပ်အသက်အောင်းကတနက်မောင်းခလုတ်ကိုဆွဲချလိုက်ပါတယ် ကျွန်တို့ရဲ့တနက်တန်နဲ့မရှိမနောင်နောက်ထပ်တနက်တန်တစ်ချက်ထပ်ထွက်လာတယ်။ရန်တော်ပြစ်ခလိုက်တဲ့တနက်တန်ပဲ။ကြာကြီးကမြေပြင်ပေါ်လူလိအော်ဟင့်ရင်မြေကြီးကိုလက်သေးတွေနဲ့ကုတ်ချစ်လို့ခဏကြာမှညီသက်သွားခဲ့တယ်။ဟာကိုဖိုးလေးသာရောက်မလာဘူးဆိုရင်ကိုမဲလုံးနဲ့ကျွန်တော်ရဲ့အဖြစ်ကလူတကာအပြောဆိုခံနေရမှာ။ဟုတ်ပါကျွန်တော်လည်းရောက်ခွင့်မစိတ်မကြည်တော့ဘူး။သူ့တမန်မို့ဆိုအတော့မကြအောင်မြင်လာပြီ။ မင်းတို့နဲ့ငါမလိုက်မိတာကံကောင်းမဟုတ်ငါလည်းပြောခံနေရမှာကျွန်ုပ်လူတွေရဲ့ပြောစကားကိုသဘောကျစွာနဲ့ပြောလိုက်မိတယ်ကျွန်ုပ်လည်းအမဲလိုက်ချင်နေရကြပြီကွကျွန်ုပ်တို့အဖွဲ့မကြခဲ့အမဲအတူလိုက်ခီးတွေအတူတူထွက်ကြတာပေါ့ကျွန်ုပ်ကရန်ကုန်ရောက်နေတာကြပြီမို့ငါကိုအမဲလိုက်ခီးသွားမလို့ရတာကြတာနဲ့ပြင်းရင်နေပြီအခုအเจ้าကိုပြစ်ခတ်လိုက်ရတဲ့အတွက်လေအနေငယ်စစ်ကျင်နေမှုရသွားတယ်ဝရင်းတဲ့အခါမှာတော့ ကြားတိကြီးကိုလှေဖို့တင်လို့အလဲကျုံရစီကိုလှောက်ခတ်လာခဲ့ကြပါတော့တယ်။ပရိသတ်များရှေ့မိုးဆူဖိုးတင်နဲ့အလဲကျုံရမှာကြာစင်းလဲဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရည်သူမြူကိုလင်ကောင်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။